အာရဂန်ရိုင်ဂျာကက်တင်တက်မရော ARS နဲ့ရိုင်ဂျာစီးလုံးညီညွတ်အဖွဲ့ ISO အဖွဲ့တွေကိုဘင်္ဂလားဒေ့ရှ်နယ်ဂျာဆောင်တက် BGB ကလက်ခံပြီးထောက်ခံအားပေးနေတယ်ဆိုတော့အာရဂတက်တော် A ရဲ့ဆွဆွဲချက်ကို BGB ကညှင်းဆန်လိုက်ပါတယ် A ကိုဝင်တိုက်နေတဲ့ ARS နဲ့ ISO အဖွဲ့တွေနောက်ွယ်မှာ BGB ရဲ့ယာရှိတချို့ပါဝင်ပတ်သက်မှုရှိနေပြီးစခန်းနေရာပေးထားတာလက်နက်တွေတပ်ဆင်ပေးထားတာစစ်တပ်နဲ့ပေးအပ်တာနဲ့ အားပေးထောက်ခံနေတယ်လို့ A ကပြီးခဲ့တဲ့စက်တင်ဘာလ29ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ARSC နဲ့ ISO အဖွဲ့တွေဟာရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်နေထိုင်ကြတဲ့မွတ်စလင်မဟုတ်တဲ့ရခိုင်အပါအဝင်အခြားမျိုးနွယ်စုတွေကိုတပ်ဖြတ်မှုတွေဟာစက်တင်ဘာလအတွင်းမှာပဲတုံးခုနဲ့အထက်ရှိခဲ့လို့သူတို့ကိုထောက်ခံအားပေးနေတဲ့ BGB ရာရှိတချို့နဲ့ထောက်ခံအားပေးမှုတွေပေါ်အမြန်ဆုံးအေးအေးယူတဲ့နယ်လို့ A ကတိုက်တွန်းထားတာဖြစ်ပါတယ်။ ။ BGB တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာတော့နေဆက်ဒေတာတလျှောက်မှာနိုင်ငံနယ်နိမိတ်တွေလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးကိုအလေးထားဆောင်ရွက်နေတာဖြစ်ပြီးတော့မွတ်စလင်လက်နက်ကိုင်အဖွဲ့တွေကိုဘလို့ထောက်ပံ့မှုမှမရှိဘူးလို့ရည်သားထားပါဗျ။သူတို့အနေနဲ့ ARSA ခေါင်းဆောင် အာတာဦးလာအပါဝင်အဖွဲ့ဝင်တွေကိုဖမ်းဆီးထားတာက ARSA နဲ့ ISO အဖွဲ့တွေကို မဟာမိတ်ဖြစ်သဘောမထားပဲချင်းချောက်နေတဲ့အဖွဲ့ဖြစ်သဘောထားကြောင်းကိုတက်တည်ပြနေကြလို့ BGB ကဆိုပါတယ် BGB အနေနဲ့နေဆက်ဒေတာလုံခြုံရေးအတွက်ဆောင်ရွက်နေပြီမဲ့ A အနေနဲ့နေဆက်ဒေတာကမွေးစေဝါပြဿနာတွေဘူတိတောင်နဲ့မောင်တော်ဒေတာကမွတ်စလင်တွေကိုသာနှိမ့်ဆက်ညှဉ်းပန်းရုံမဟုတ်ပဲညုံနဲ့ဒိုင်းနက်တို့လိုလူမျိုးစုငယ်တွေပေါ်မှာနှိမ့်ဆက်ညှဉ်းပန်းမှုတွေရှိနေတယ်လို့ပြန်လည်ဆွဆွဲထားပါတယ်လက်ရှိမှာရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခုလုံးကို A ကသိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီး အဲ့မျိုးနယ်တွေမှာအေရဲ့အိုးချိုရေးရန်ရားတွေစတင်နေပြီဖြစ်တာကြောင့်ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်တစ်လျှောက်ဟာအေရဲ့အလုံးစုံထိန်းချုပ်မှုအောက်မှာရှိနေတာဖြစ်ပါတယ်။သူတို့ထိန်းချုပ်ထားတဲ့ကာလမှာ ARS နဲ့ ISO တို့အနေနဲ့တစခန်းထလာတာဟာအရကဒေတာတွင် လုံခြုံရေးကိုချိန်ချောက်နေတာသာမကပဲနိုင်ငံသားယင်းနှိမ့်မြုံနယ်မှုတွေနဲ့နိုင်ငံသားတွေရဲ့လုံခြုံရေးနဲ့အသက်အန္တရာယ်ကိုပါထိခိုက်နေတာဖြစ်လို့နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ဝိုင်းဝန်းစောင့်ချက်ထိန်းသိမ်းပေးဖို့တောင်းဆိုထားတာဖြစ်ပါတယ်